ဒီနေ့ page maker လေးဆက်သွားကြမယ်။ page maker file လေးကဒီမှာဖွင့်ထားပြီးသား။ဟိုတရက်ကရိုက်လက်စာ file လေးရှိတယ်။အဲ့ file လေးကိုအရင်ဖွင့်အောင်နော်။အဲ့တော့ဒီမှာ open button လေးရှိတယ်။ file လေးက open နဲ့သွားလိုက်ရတယ်။ file လေးက open နဲ့သွားထိန်းထားတဲ့ file လေးက sample ဆွဲ file လေးရှိတယ်နော်။ double click နဲ့ပြီးဖွင့်လိုက်။အဲ့တော့ဒီ file လေးကိုနည်းနည်းလေးအပေါ်အောက်ကြည့်ခြင်းနဲ့စာမှဒီလိုတစ်ချက်နှိပ်လိုက်ဒီလို handle လေးပေါ်လာတယ်။ handle ပေါ်လာပြီဆိုရင်ဘေးဘက်မှာဒီလိုလေးမြှားလေးရနေကြည့်လိုက်လို့ရတယ်။အဲ့တော့အခုဒီဟာလေးဆိုရင် ဒီထင်တာဖိတ်ထားတဲ့စာလေးမှာဘောင်းခတ်ထားတာမရှိဘူးအဲ့တော့ကိုကဘောင်းခတ်ထားတာကိုမြင်ကျင်တယ်ဆိုရင် select ဖြုတ်ဘောင်းဘလို့ခတ်လို့ရလဲဆိုတော့ဒီဘက်ဘက်ချမ်းထဲမှာရှိတဲ့ rectangle လေးရှိတယ် rectangle လေးမှာနှိပ်ပြီးရင်ဒီစာရဲ့ဘက်ဘက်ထိပ်ဘက်တောင်မှာတင်ပြီးပြီးတော့ဒီမှာ you rectangle ဆွဲတယ်လို့ပဲ rectangle လေးကိုဆွဲလိုက် rectangle လေးဆွဲပြီးသွားရင်ဒီ rectangle ရဲ့ line ကိုအထူပါပြင်ကျင်တာဖြစ်တဲ့အတွက် element လေးက stroke ကိုတင်မယ်ပြီးညာဘက်မှာ နှစ်ကြောင်းမြင်းလေးလိုချင်တဲ့အတွက်နှစ်ကြောင်းမြင်းလေးဒီလိုမျိုးလေးရွှေ့လိုက်လို့ရတယ်။ဒီပုံစံကိုမကြိုက်ဘူးဆိုရင်နောက်ထပ် element တွေက stroke ပြီးရင်လိုချင်တဲ့ style လေးကဒီမှာအဆက်ကလေးလိုချင်အဆက်ကလေးဒီလိုလေးကြွားလိုက်လို့ရတယ်နော်။အဲ့ဒါကဘေးကဘာယူလိုက်တာ။အဲ့တော့ကိုကတလိုင်းလေးလိုချင်တယ်ဆိုရင် element တွေက stroke ထဲကဒီမှာ line ထူလာလေးတစ်ခုယူလိုက်။ဒီမှာဆို line တလိုင်းလေးရသွားတယ်။အဲ့ဒီ line ရဲ့အမြင့်နေပြင်ချင်အခုရွေးထားတာက rectangle ပြုဖြစ်နေတဲ့အတွက်ဒီပုံကိုထောက်လိုက်ရင်ဒီမှာ plus ပုံလေးဖြစ်နေ။ plus ပုံဖြစ်တဲ့ချိန်မရဘူးနော်။ ဘာလေးနဲ့သွားရမလဲဆို pointer 2ဒါလေးက pointer 2လို့ခေါ်တယ်ညာလေးကို pointer 2လို့လည်းနေပြီးရင်ပုံလေးမှာပုံဆိုတာဒီဘေးကဘောင်လေးမှာနေလိုက်ဒါဆိုဘောင်မှာဆက်လက်ဝင်လာပြီဆိုရင်အမြင့်ပြင်းကျင်တာဖြစ်တဲ့အတွက်ဒီပေါ်လေးမှာတင်ပြီးတော့ပေါ်လေးကိုတွန်းရွှေ့လိုက်ဒါလေးကဆာရွက်ကကျင်းနေတဲ့အတွက်နည်းနည်းလေးချဲ့ပြမယ်။အဲ့တော့ဒီအောက်မှာနည်းနည်းချဲ့ပြမယ်။အဲ့တော့ဒီဆာမှာအောက်ကိုထက်ချဲ့ခြင်းနဲ့ဆက်ကလေးပေါ်တင်ညာနှစ်ခုဖြင့်ဖိပြီးအောက်ကိုဆွဲချ။ ဲ့တော့ဘာလုပ်ငန်းထပ်လုပ်ခြင်းလဲဆိုဒီလိုဘေးထောင်ကအခု select ဖြုတ်လိုက်တဲ့အချိန်မှာဒီမှာထောင်က90ဒီဂရီဖြစ်နေတယ်။အဲ့တော့အဲ့90ဒီဂရီဖြစ်နေရအောင်ထောင်ဂျိုးလေးဖြစ်ခြင်းနေ။ထောင်ဂျိုးလေးဖြစ်ခြင်းနဲ့ကွေးကွေးလေးဖြစ်ခြင်းနဲ့အတွဲ element တွေကဒီအောက်ဆုံးသားလေးမှာရှိတယ် rounded corner ဆိုတာလေးရှိရနေလိုက်။ပြီးရင်ကိုရိုဂျင်နဲ့မြင်းကွေး style လေးတခုကိုရွှေ့မယ်။အဲ့တော့ကိုကွေးဂျင်တဲ့ပုံစံနဲ့ဒီလိုဝိုင်းဝိုင်းလေးလိုချင်ဝိုင်းဝိုင်းလေးထောင်လေးကအကွေးပုံစံဆိုဒီပုံစံလေးကိုရွှေ့ဖြစ်နေထွက်။အဲ့ဒါဆိုထောင်ကွေးလေးဖြစ်သွားတယ်နော်။ ်နောက်တစ်ခေါက်ထပ်ပြင်ပြမယ် element နေရ round deck corner ပြီးရင်ဒီဘက်အစွန်ဆုံးဟာလေးကိုရွေးမယ် okay เนาะဒါဆိုရင်ထောင်ကွေးပုံစံလေးဖြစ်သွားတယ်ဒါလေးကနေရာရွှေ့လို့ရတယ်เนาะအဲ့တော့ဒီ box ကြီးကို control palette box ကြီးရှုံနေရဆိုဒါလေးကိုပိတ်လို့ရတယ်အဲ့တော့ဒီ dinner ရဲ့အောက်မှာတချို့ဆိုရင် line လေးတွေတားထားတယ်အဆက်လေးတွေပုံလေးတွေအဲ့လိုလေးခေါ်ထည့်ကျင်နေဆိုရင်ဒီ dinner ရဲ့အနောက်မှာ insertion point ထားရမယ် insertion point ထားမယ်ဆိုရင် test 2လေးကိုယူ ဒါလေးကို test 2လို့ခေါ်တယ်ဒါက pointer 2ဒါ test 2 test 2ကိုရွေးပြီးရင်ဒီနားရဲ့နောက်မှာ insertion point ထပ်ထားမယ် enter ခါလိုက်အဲဆိုနေရာလေးကျန်သွားပြီနော်နေရာကျန်သွားပြီဆိုရင်တော့တင်ကြတာခေါ်ထဲတော့မေးတင်ကြတာခေါ်ထဲဖို့ address ဆိုရင်ဒီအပေါ် bullet လေးကိုတုံးလို့ရတယ်နောက်တစ်မျိုးက character map ကိုတုံးလို့ရတယ်နော်အဲတော့လုံးလုံးစင်မှာတော့အဲတုံးလို့ရတော့ bullet လည်းတုံးလို့ရတယ် character map လည်းတုံးလို့ရတယ်နောက်တစ်ခါကျတော့ ။ဗာလေးနဲ့သုံးလေးတို့ရသေးလဲဆိုရင် control palette ထဲက font ပြင်ပြီးတော့လည်းသုံးလို့ရတယ်။အဲ့တော့ control palette ထဲက font ပြင်တဲ့နည်းကိုအရင်စပြုတ်လိုက်မယ်နော်။ window တွေက show control palette ။ဒါဆိုရင်ဒါ control palette ဘာလို့ခေါ်လဲ။ဒါကြီးကို control palette ဘာပြန်ပိတ်ပြရမယ်။ window တွေက show control palette အဲ့ control palette box ရလာရင်ဒီမှာ insertion white ရှိနေပြီဒီထဲမှာ tiny new roman ဆိုရယ် font လေးဝင်နေတယ်အဲ့ဒီ font ရဲ့ဘေးက down arrow မှာနှိပ်ပြီးတော့ ပြောင်းကျင်တဲ့လေးဖုန်ပုံစံသင်္ကေတလေးတွေက W နဲ့စတယ် Winding လို့ Webding လို့ရှိရတယ် W I N G လို့ရိုက်ထည့်လိုက်ရင်ဒီမှာ Winding ဆိုတာလေးထွက်လာတယ်နော် Winding ရှိမယ် Winding 2ရှိမယ်အဲ့တော့အခု Winding ကိုစကြည့်လိုက်မယ် Winding ကိုရေးလိုက်ရင်ဒီမှာ font ရဲ့နာမည်ဒီ Winding ဆိုတာလေးဝင်နေလိမ့်မယ် Winding ဝင်နေပြီဆိုရင်တော့အခုဒီမှာ insertion point လေးရှိနေတဲ့အချိန်မှာ keyboard က keyboard ဆိုတာကအခုဒီအောက်မှာ keyboard လေးဝင်ပြမယ်ဒါလေး keyboard အဲ့ဒီ keyboard ထဲမှာအပေါ်မှာ1 2 3 4တွေရှိတယ် A B C D တွေရှိတယ်အဲ့ထဲကသူက character ဖြစ်တဲ့ A လေးကိုတုံးကြည့်လိုက်မယ် default က winding ဖြစ်နေတယ်ဒီနားလေးမှာ winding ဖြစ်ရမယ်ပြီးရင် A လေးကိုနှဲကြည့်လိုက်ဒီမှာတွေ့လားဒီလိုပန်းပွင့်လေးထွက်လာတယ် A ကိုမကြိုက်ဘူးဆိုရင်အပေါ်က Q ကိုနှဲကြည့် Q ဆိုရင်လည်းဒီလိုအတုံးလေးထွက်လာတယ်နော် S ကိုနှဲကြည့်မယ်အဲဒီလိုအတုံးလေးထွက်လာတယ်အဲ့တော့ကိုက S ပုံစံလေးကြီးရဲ့ပဲလိုချင်တယ်ဆို S ကို နောက်တစ်ကြိမ်ဖြတ်နေလိုက်ဒီမှာဝင်းတင်းဖြစ်နေလို့ဒါဒီလိုပုံစံခေါ်ထည့်လို့ရတာเนาะဒီလားတူပဲဒီပုံစံထက်ဒီပုံစံဆိုဒီပုံစံလေးရတယ်အဲ့ဒီပုံစံမကြိုက်ရင်တော့ကိုယ်ပြန်ဖြတ်ရမှာပေါ့เนาะနောက်တစ်ခါဇက်ကိုနှိမ့်ကြည့်ဇက်ဆိုဒီလိုအပွင့်ပုံစံလေးအိတ်ကိုနှိမ့်ကြည့်ဒီလိုပုံလေးစီကိုနှိမ့်ကြည့်ဒီခါစီကိုနှိမ့်တယ်မရတော့ဘာလို့လဲဆိုတော့ဒီမှာ insertion point မရှိတော့လို့ဒီမှာ insertion point ရှိမှဒီနေရာမှာခေါ်ထည့်နေရမှာတက်လာမှာเนาะအဲဒီမှာ insertion point ထားမကြိုက်ရင် best way နဲ့ best way best way အဲ့ဒီလိုအတုံးလေးတွေပဲခေါ်ထဲတော့မယ်။ဒါမှမဟုတ်ရင်ဆွဆွအေးနှိမ့်လိုက်တဲ့ဒီအတုံးလေးတွေပဲခေါ်ထဲမယ်ဆိုဒါလေးလဲသွားလို့ရတယ်နော်။အဲ့ဒီမှာ insertion point ထားပြီးသွားရင်ဒီက A လေးကိုနှိမ့်ကြည့်လိုက်။ဒါက keyboard ကနေဒီ A အက္ခရာကိုသုံးပြီးတော့အောက်မှာသင်္ကေတခေါ်ထဲလို့ရတာဆိုတာဒီပြောချင်တာ။အလားတူပဲအပေါ်မှာဗာလေးရှိတယ်ဆိုတာဒါလေးရှိသေးရယ်နော်။ Q ရဲ့အပေါ်မှာဒီ key လေးကိုနှိမ့်ကြည့်လိုက်။နှိမ့်ကြည့်လိုက်တဲ့အချိန်မှာဒီမှာ font ပြောင်းသွားတယ်။ ။ဖောင်ပြောင်းသွားရင်တော့ကိုလိုချင်တဲ့ပုံစံမရဘူး။ inception mind ထက်တာ။ဒီမှာ winning ဖြစ်သွားပြီ။ဒါလေးနှိပ်ကြည့်။ဟိုတွေ့လား။တူးပုံစံလေးထွက်လာတယ်။မကြိုက်ဘူး။ best way ။နောက်ထပ် one ကိုနှိပ်ကြည့်မယ်။1နှိပ်တယ်မပေါ်ရင် inception mind ပြန်ထားပြီးမှ one ကိုပြန်နှိပ်။အဲဒါဆိုရင် open thinking တာပုံစံလေးထွက်လာတယ်နော်။အဲအဓိကသင်ချင်တာကတော့ဘာကိုပြောချင်တာလဲဆိုဒီအောက်မှာသင်္ကေတလေးတွေကိုဒီနည်းနဲ့ခေါ်ထည့်လို့ရတယ်ဒါလေးကိုပြောချင်တာနော်အဲ့တော့အခုလောလောဆယ်ဒီမှာအိုးနှိပ်ကြည့်လိုက်မယ် ီပုံစံအေးရလာတယ် a b a ဒါဆိုရင် insertion point မရှိတော့လို့နော်ကလစ်နဲ့ဒီလိုမျိုးလေးထောက်လျှောက်ခေါ်ထည့်သွားလို့ရတယ်နော်အဲ့လိုခေါ်ထည့်ပြီးသွားရင်ဒီဘောင်းကို select မှတ်ပြီးတော့သူ့ကို copy ကူးမယ် edit ထဲက copy ဒီနောက်ကဒါလေးရတော့မကြိုက်ရင်ဖြတ်လို့ရတယ်နော်ကိုကကြိုက်တယ်ဆိုရင်တော့လေယူပေါ့ဒီရှေ့ဆုံးမှာထည့်ကျင်တယ်ဆိုရှေ့ဆုံးပေါ့အခုကတော့ဟိုတခြားစီဖြစ်နေလို့ပုံစံလေးကပြန်ဖြတ်လိုက်တာ ဒါလေးကိုယူပြီးသွားရင်ဆက်လက်မှတ်ပြီးတော့ copy ကူးပြလိုက်တယ်နော် edit ထဲက copy ပြီးရင်သူ့ကိုဒီလိုမျိုးဘေးကဘောင်းအနေနဲ့လုပ်ချင်လည်းရတယ်အပေါ်မှာ insertion point ထား edit ထဲက paste နဲ့သွားလိုက်ဒါဆိုဒီပုံမှာတစ်ခုရလာတယ်အဲ့ရလာတဲ့ဟာလေးကို pointer tool လေးကိုယူပြီးရင်ဒီဘက်ဘေးနီးမှာနေရာလေးရွှေ့ဒီမှာနေရာလေးရွှေ့ထားတယ်အပေါ်ဘောင်းအနေနဲ့သုံးချင်တာပေါ့နော်နေရာလေးရွှေ့လို့ရတယ် ပြီးရင်နောက်ထပ် TO ပြန်ရွေးမယ်ဒါလေးကိုပဲနောက်ထပ် paste နဲ့သွားမယ် edit ထဲက paste နောက်တစ်ခုထပ်ရလာတယ်နောက်ထပ် edit ထဲက paste ဒါဆိုရင်တော့ pointer 2ရွေးပြီးတော့ဒါလေးကိုဒီလိုလေးရွှေ့ကြည့်လိုက်အပေါ်ဘောင်လိုမျိုးပုံစံလုပ်လို့ရတယ်ဒါကဘာလေးကိုသုံးထားလဲဆိုတော့ a character သုံးမိတာကိုခေါ်ထည့်ထားတာနော်အဲ့ဆိုဒီနေရာလေးမှာပြန်ပြင်ပြမယ် test 2ကိုဒီပုံစံလေးတွေမကြိုက်ဘူးကလေး ကလေးနေပြင်ဖြတ်မယ်ဆိုတော့ best way နေပြင်ဖြတ်လို့ရတယ်နော်နောက်ထပ်ဒီမှာ font တော့ကြည့်ရမယ် wind tin ဖြစ်နေပြီနောက်တစ်မျိုးပြောင်းမယ် down arrow မှာနေပြီးတော့ web web tin ဆိုယူလိုက်လို့ရတယ် web tin မှာလည်းအလိုပဲဒီမှာ web tin ဖြစ်နေတဲ့စီမှာဒီမှာ character ဖြစ်တဲ့ key လေးကိုနှိပ်ကြည့်ဒီလိုပုံစံလေးထွက်လာတယ်နော်မကြိုက်ရင် best way နေလို့ရတယ်ဒါဆိုဒီမှာ web tin ဖြစ်နေတော့မယ်နော်ဒီခါကျတော့ u ကိုနှိပ်ကြည့်ဒါဆိုရင်ဒီ thinking data လေးထွက်တယ် ဒီတစ်ခါ t ကိုနှိပ်ကြည့် t ဆိုရင်ဒီလိုပုံစံလေးထွက်တယ်နော် best way အဲ့ဒါကအဓိကတော့ character ကိုသုံးတာကိုပြောချင်တာနော်ကိုက x ကိုသုံးကြည့်မယ် x ဆိုရင် a y ပုံ z z ဆိုရင်စာဒီမှာမဝင်တော့ဘူး time new roman ဖြစ်နေတဲ့အတွက်နော်အဲ့တော့ဒီဟာလေးမှာ insertion point လေးပြန်ထားမယ် down arrow နဲ့ဒီမှာ insertion point ထားရင် font တော့တတိထားရမယ် time new roman ဆိုမရဘူး time new roman ရတယ်လေ a နှိပ်လိုက် a ပဲပုံမှာပေါ့ကိုကသင်္ကေတလိုချင်တာ အဲ့တော့ time new roman dial room မှာနှိပ်ပြီးတော့ w လို့ရိုက်ပြီးရင်ဒီ at တွေထဲကလည်းခေါ်ထည့်လို့ရတယ်ဒါလည်းရေးဖုန်ပုံစံ at တွေနော်အဲတချို့ကတော့ဒီဟာတွေထည့်ထားမှရတယ်မရှိဘူးဆိုရင်တော့ wep ပဲရိုက်ထည့်လိုက် enter ခောက်လိုက် enter ခောက်ပြီးသွားရင် r စလုံးလေးထည့်ကြည့်ရအောင်ဒါဆိုရင် r လေးလေးကြည့်ရအောင်အဲ့တော့ဒီမှာ r ထည့်ပြီးသွားရင်သူ့ကို select မှတ် copy ခုတာလေးပြချင်လို့ edit ထည့်ရ copy insertion point ထား edit ထည့်ရ paste နောက်ထပ် edit here please edit here please ကိုကြိုက် block paste လုပ်လိုက်တော့เนาะအဲဆို edit here paste နဲ့သွားလိုက်အောက်မှာကသင်္ကေတပုံစံလေးဖြစ်သွားမယ်နောက်တစ်လို့သွားမယ်အဲ့လိုခေါ်ထည့်ပြီးတော့မှဒီသင်္ကေတပုံစံမကြိုက်ဘူးဆိုရင်ဘာထည့်လို့လို့ရလဲဆက်လက်မှတ်ပြီးတော့ cut လုပ်လို့ရတယ် edit here cut cut ကနေရာရွှေ့ရเนาะနေရာရွှေ့မယ်ဘယ်နေရာလေးကိုရွှေ့မလဲကိုကဒီအောက်ဖက်ကိုရွှေ့ချင်တာဒါဆိုရင်ဒီ keyboard screen ကိုခဏချုပ်ထားလိုက် ဒီအောက်ဆုံးဖောင်လေးနဲ့ထားကျင်တာဆိုဒီအောက်ကိုပြန်ရွှေ့လိုက်အဲ့တော့အောက်ကိုရွှေ့လိုက်ရင်ဒီနားလေးမှာ insertion point လေးထားမယ်ပြီးတော့ရင် paste နဲ့သွားကြည့်မယ် edit here paste ဒါလေးရနော်အဲ့တော့ဒီအားလေးကိုဖောင်လေးနဲ့ထားဆုံးကျင်တယ်ဆိုရင်ဒါလေးကိုဒီလိုမျိုးလေးရွှေ့လို့ရတယ်ဒါကိုလိုချင်တဲ့ design ဖောင်လေးတွေကိုဖန်တီးတက်အောင်နော်အဲ့တော့ character လေးတွေသုံးပြီးတော့ဖောင်ခတ်တာလေးတွေသွားကျင်တာပြီးရင်သူ့ကို select map copy ကိုတင်ရင် edit ထဲက copy ဒါမှမဟုတ်ရင် control c ပေါ့နော်အဲပြီးရင် insertion point ထားမယ် edit ထဲက paste နော်တဒန်းလေးရလာတယ်နောက်ထပ်ထပ်ယူမယ် edit ထဲက paste အဲအဲ့မှာမှာပုံလေးတော့မကြိုက်ဘူးဆိုရင်ပြန်ဖြတ်ပေါ့ less space နဲ့ပြီးတော့ပြန်ဖြတ်အဲ့တော့ဒါလေးတွေဒီဘောင်ရဲ့ဘေးမှာဒီလိုမျိုးလေးတွေကျင်းလို့ရတယ်ဒါလေးကိုသွားကျင်တာနော်ပြီးရင်စာရွက်တရွက်လုံးနေထားမြင်ကျင်ရင် control 0ချုပ်လိုက်လို့ရတယ်ဒါတရွက်လုံးနေထားပြန်ချက်မယ် control 1 တော့ control one ချက်မယ်ဆိုရင်ဒီနှစ်ခုအနေထားကိုကြည့်ဒါလေးက control ပတ်လက်ပြေးလိုက်ဒီအပေါ်မှာဒီလိုဘောင်ထည့်ထားတယ်အောက်မှာဒီလိုဘောင်ထည့်ထားတယ်ဒါကိုထည့်ခြင်းနဲ့ပုံစံရေးလို့ရတယ်နော်စာလေးကိုဒီလိုအောက်ကိုရွှေ့လိုက်လို့ရတယ်စာလေးကိုအောက်ကိုရွှေ့ပြီးသွားရင်ဒီစာလေးတွေဆိုရင်လည်းဒီလိုမျိုးအောက်ကိုဘောင်လေးနဲ့ဒီလိုအောက်ထဲကိုထည့်ထားလိုက်လို့ရတယ်အချုပ်ခြင်းဒီလိုအတွင်းထဲကိုချုပ်ဒီဘက်ဆိုလည်းအဲ့လိုပဲဘောင်ကိုဖိပြီးတော့အထဲကိုဆွဲချုပ်လိုက်နော် ဒါကိုလိုချင်တဲ့ပုံစံယူလိုက်တာဒီဟာလေးကိုကြိုက်တယ်ဆိုဒါပုံစံယူယူပြီးသွားရင်သူ့ကိုဘယ်လိုပြန်ထားကျင်လဲဆိုဒီလိုဘေးဘက်တွေကိုထားကျင်တယ်ဘေးဘက်ကိုထားကျင်တယ်ဆိုလည်းရတယ်သူ့ကို copy ပြန်ကူးမယ် copy ပြီးရင် edit ထဲက paste ဒါလေးရလာရေနော်ဒီမှာအဲ့ဒါလေးကိုဒီလို download လေးထားကျင်တယ်ဒီမှာနှစ်ခုထပ်နေတယ်ဒီမှာတွေ့လားနော်အဲ့လို download လေးထားကျင်နေဆိုရင် control palette ကိုပဲပြန်ခေါ်ချမယ် window ထဲက show control palette မှာ control palette လေးရလာပြီ ခုပေါ်လှည့်တင်တာဖြစ်တဲ့အတွက်ဒီ box မှာ0မှာ minus 90လို့ရိုက်တဲ့ enter ခောက်လိုက်ပြီးရင်ဒါလေးကိုညာဘက်ကိုရွှေ့ပြီးလိုက်လို့ရတယ်ပြီးရင်ဒီအောက်မှာပို့သွားတယ်အဲ့ပို့သွားတဲ့ကဒီအခြေကပ်လေးတွေကိုပြန်ပြီးတော့ဖြတ်ချက်တယ် test 2ကိုယူကပ်ရမှာ insertion point ထား let's spin နဲ့ပြီးတော့ဖြတ်ပြီးလိုက်လို့ရတယ်နော်ပြီးရင်စာရွက်လေးကိုနည်းနည်းလေးပေါ်ပြန်ကြည့်လိုက်ဒါဆိုရင်တော့အခု ညာဘက်ပါပွိုင်တာ2ကိုရွေးပြီးထွေးရတယ်နော်ပွိုင်တာ2ကိုရွေးဒီဘောင်လေးကိုရွေးဒါဆိုရင်တော့ညာဘက်ဘောင်အနေနဲ့ဖန်တီးပြီးသွားပြီနောက်ထပ်သူ့ကိုဒီဘယ်ဘက်ဘောင်အနေနဲ့ရွှေ့ကျင်တယ် edit ထဲက copy ထပ်သွားမယ် edit ထဲက paste ပြီးရင်ဒါလေးကိုတော့ဒီဘက်ကိုဆွဲရွှေ့လိုက်လို့ရတယ်အဲဒါဆိုရင်ဘောင်ပုံစံလေးဖန်တီးပြီးသွားပြီဒါက control palette ကမလိုအပ်ဘူးဆိုပိတ်ထားလိုက်လို့ရတယ်နော်ဒါဆိုရင် ီဘီနာလေးကအတွန့်ပုံစံကြီးဖြန့်တီးရလေးရသွားမယ်။စာလေးစမ်းကြည့်ပါဦး။